ညောင်းဆရာတော်ဘုံအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်နဲ့အတူဒီစကားပေါ်လေးတစ်ခုကိုတူတူလေးလာကြည့်ကြရအောင်အဲ့ဒီစကားပေါ်လေးကတော့ဟာနူရဲပျော်တာကီဟာနူရဲပျော်တာကီ ဟာနူဆိုတာကကြတော့ကောင်းကင်ကိုပြောတာပါအဲဆိုရင်ဟာနူရဲဆိုလို့ရှိရင်ကောင်းကင်ရဲ့တဲ့ပြောပြောဆိုတာကတော့ကျဲတွေကိုပြောတာပါအဲတော့နောက်ကတာတာဆိုတာကကြတော့ကျဲတွေဆိုလို့ရှိရင်ခုဆွတ်တာကိုပြောချင်တာပါအဲတော့ဟာနူလ်ပြောတာကီဆိုတာကကြတော့ကောင်းကင်ကကျဲတွေကိုခုဆွတ်ချင်းဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်ဒီစကားပုံလေးကတော့တစ်ခုခုကိုရရှိရင် ဒါမှမဟုတ်လို့ရှိရင်ကိစ္စရဲ့တစ်ခုခုကိုပြီးမြောက်အောင်မြင်အောင်လုပ်ဖို့ရန်အရန်ကိုမှခက်ခဲတယ်ဆိုတဲ့အခြေအနေကိုဖော်ပြချင်တဲ့အခါမှာသုံးတဲ့စကားပုံလေးပဲဖြစ်ပါတယ်။ဥပမာအနေနဲ့ကြည့်မယ်ဆိုရင်ကဲတဲ့ဟကဲဤဖက်ခါကိနော်ဟာနူရဲပြောတာကိမခုံအော်ရော်ဝော်အဲ့ဒီတက္ကသိုလ်မှာဝင်ခွင့်ရဖို့ကတော့ခေါင်းငယ်ကကျဲကိုခုဆုတ်တယ်လို့မျိုးပဲအရန်ကမှခက်ခဲတယ်ဆိုတဲ့အတိပ္ပယ်မျိုးပဲဖြစ်ပါတယ်။ ။လောက်ဆိုလို့ရှင်เนาะဟာနုရဲ့ဖြောတာကီဆိုတဲ့အတိတ်ပဲကိုတည်လောက်ပြီးလို့ထင်ပါတယ်။အဆုံးနေကြည့်ရှုပြီးလို့ကျေးဇူးတင်ပါတယ်။နောက်သင်ခန်းစာတွေမှာထပ်ပြီးတော့တွေ့ကြရအောင်။အညောင်း